တင်းနာသားသမီးဆွေများအားလုံးမင်္ဂလာပါတင်းနာသားသမီးတွေအတွက်ကို2025ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွက်ကိုတလစာဗီရင်ဟောကြားဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဆယ်လပိုင်းဆိုတဲ့ကာလကကျွန်တော်တို့မြန်မာအနေနဲ့ဆိုရင်တရင်ကျွတ်လအဲ့တော့ပျော်ပွဲရှင်ပွဲတွေနဲ့အင်မတန်မှပဲစီးပွားရေးအလောက်ကင်တွေအခွင့်အလမ်းတွေပွင့်လန်းတဲ့ကာလမျိုးဖြစ်ပါတယ်เนาะပျော်ပွဲရှင်ပွဲတွေအလှူဒန်းတွေနဲ့အင်မတန်မှပဲ ကောက်ဝဲတိနဲ့နေပေါ်ထွန်းပြီးတော့ဟလာမင်္ဂလာကိစ္စတွေအလှူဒန်းကိစ္စတွေနဲ့အင်မတန်ပါပဲပျော်ရွှင်စရာကောင်းတဲ့တာယာကျင်းနူးပဲကောင်းတဲ့လာတလာဖြစ်ပါတယ်သတင်းကြွလာတာเนาะအဲ့တော့မကြခင်မှာပဲမိုးကာလာအကုန်ဆုံးပြီးတော့ဒါပွင့်လင်းတဲ့ကာလာเนาะစောင်းဦးရာတီကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာတရင်းသာသားသမီးအနေနဲ့ကငွေတွေကတစ်ဖက်ကနေရနေမယ်ဝင်နေမယ် အဲ့လိုရသလောက်ဝင်သလောက်လဲငွေတွေအဖက်မတင်တာမျိုးငွေတွေပြန်ထွက်နေတာမျိုးတွေကြုံတွေ့ရတဲ့ဥပမာပလိုင်းပေါက်နဲ့ဖားကောက်ဆိုလိုမျိုးငွေတွေပြန်ထွက်နေတာမျိုးတွေပြန်ကုန်နေရတာမျိုးတွေကြုံတွေ့ရတဲ့အဲ့တော့ရလဲရနေမယ်ထွက်လဲထွက်နေမယ်ဆိုတဲ့နမိတ်အော်တင်းရသားသမီးရဒီကာလာမျိုးမှာငွေကြေးကိစ္စတွေမှာအနေငယ်အကက်ခဲလေးတွေကြုံတွေ့တတ်တယ်အဲ့တော့မိခင် ကျမ်းမာကြီး ညတ်တဲ့ဒီချိန်ကမျိုးမိခင်ကျမ်းမာရေးညတာမျိုးလေးတွေကြုံတွေ့ရတဲ့တဲ့အဲ့တော့ကားကိစ္စကားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့တဲ့เนาะအိမ်မှာရှိတဲ့ခွေးတို့ကြောင်တို့ကြက်တို့ရှိရင်အဲ့ရနေထွက်သွားတတ်ပါတယ်အဲ့တော့တင်းနေတာနဲ့ပစ္စည်းတွေအထွက်ကိန်းနှမိတ်ဖြစ်နေပါတယ်ဥပမာအခြေရေးကိစ္စအနေငယ်စိတ်နှောက်ရှက်ဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တဲ့အခြေရေးကိစ္စတွေနောက်မင်္ဂလာကိစ္စတွေမှာလည်းတင်းနေတာသာတွေ့နေတယ်အနေငယ် အခက်အခဲအဖူးထစ်လေးတွေကြုံတွေ့တတ်ပါတယ်။အဲ့ဒီနေရာမှာဘယ်လိုကိစ္စမျိုးတွေကောင်းတယ်လဲဆိုရင်အဲ့တော့ဘဝမှာအတော်ဝင်မဲ့ပညာရမျိုးတွေအဆင်ပြေမဲ့တင်နန်းကိစ္စတွေအဆင်ပြေပါလိမ့်မယ်။နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေပါလိမ့်မယ်။ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေရဝေးခရီးနော်ခရီးတို့ခရီးနီးခရီးဝေးတွေအထူးအဆင်ပြေအောင်မြင်မဲ့နိုင်ငံမျိုးဖြစ်ပါတယ်။အဲ့တော့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေအကူအညီထောက်ပံ့ကောင်းတွေကိုလည်းရရှိတတ်ပါတယ်။ အဲ့တော့ဖုံးတို့မျက်မှန်တို့နော်ကြာတာပရင်းတံပစ္စည်းတွေအစ်စ်ဝင်လာတတ်တယ်အဲ့တော့ဆရာသမားမိတ်ဆွေပေါင်းသင်းကောင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုလည်းရတတ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာနိုင်ငံခြားခီးကိစ္စတွေတူတူကြကြအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့ဒီချိန်ကာလမှာကိုကကျမ်းမာရေးနဲ့ပတ်သက်ရင်ခါးနဲ့ပတ်သက်တာတွေခြေထောက်နဲ့ပတ်သက်တာတွေအနေငယ်အတတိထား ဖယူးဆိုင်ရမယ့်ကာလမျိုးဖြစ်ပါတယ်တရင်းသာသားသမီးတွေအနေနဲ့အဲ့တော့တရင်းသာသားသမီးတွေဒီချိန်ကာမျိုးမှာသူဘာပဲလှုပ်လှုပ်သူတခါတည်းမပြည့်ဘူးနှစ်ချိန်နှစ်ခါနှစ်ဆင့်နေပြန်လှုပ်ရတဲ့တည်းသူပြင်ခရီးကိစ္စတွေပါဆိုရင်လည်းခရီးကနှစ်ဆင့်ပေါ်ပေါက်တည်းနော်အကျမ်းပါရေးဆိုရင်ခါတို့ခေါင်းတို့ခြေထောက်တို့သတိထားမယ်မိခင်ကျမ်းပါရေးညံ့တာမျိုးလေးတွေကြုံတွေ့တဲ့တည်းတရင်းသာနဲ့ပတ်သက်တဲ့ပစ္စည်းတွေခွေးကြောင်ကျက် ကားအဲ့လိုမျိုးတွေအထွက်နမိတ်အထွက်ဂိမ်းကိုပြနေတယ်ဒီနေ့လာတာပြီးတယ်အဲ့တော့ကောင်းတဲ့အချက်တွေကတော့ခရီးကိစ္စတွေနော်တုတ်တန်သေးကိစ္စအဲ့လိုကိစ္စမျိုးတွေကတော့အထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့လာတာပြီးတွေเนี่ยဒီချိန်ကာလမျိုးမှာဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအဓိကအဖြစ်ကတော့ငွေတွေကရလဲရမယ်ငွေတွေကပြန်လဲထွက်နေတတ်တယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ် တော့အကျိုးပေးတဲ့ခဏအနေနဲ့ဆိုရင်6ခဏအကျိုးပေးတယ်တင်းနေတာသားသမီးနဲ့6ခဏအကျိုးပေးပါတယ်နောက်တစ်ခုက1တို့5တို့အဲ့လိုခဏအနေနဲ့အကျိုးပေးပါတယ်အကျိုးပေးတဲ့အရာအနေနဲ့ကအပြာရောင်အကျိုးပေးပါတယ်အရေးကြီးကိစ္စတွေသွားစကားပြောတဲ့အခါမှာစောင့်သွားလို့ရတယ်နော်မိမိရင်ဖျားမှာအလှူဒန်းပေးရမယ်ပန်းအနေနဲ့ဆိုရင်တပြေပန်း22ညလှူဒန်းပေးလို့ရတယ်တပြေပန်းတစ်စပန်းနော်တစ်တီး เนาะอตีนั้นเอ่อ6မျိုး6เศษเนาะ6ลงไอ้ลูกမျိုး6คะแนนပြည့်အောင်လူတန်းချင်းအပြင်တင်းနေတာသာသမီတွေနေနေတာဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအញ្ញံခိုက်တွေပြည့်ပြောက်ပြီးတော့ကံတွေကောင်းတက်တွေပွင့်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတင်းနေတာသာသမီများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဘေးဘရာတွေဝေးကွာကြပါစေကျမ်းပါချမ်းသာကြပါစေ